မင်္ဂလာပါရှင်။ကျမဒီနေ့တင်ယူတက်မြောက်ခြင်းဆိုင်ရာ limiting belief စေချက်ကိုပြောပြချင်ပါတယ်။တင်ယူတက်မြောက်ခြင်းဆိုတာဘဝမှာအမြဲတမ်းတိုးတက်နေဖို့အတွက်အရေးကြီးပါတယ်။ဒါပေမဲ့တခါတလေကျမတို့ရဲ့အတွင်းစိတ်ထဲမှာကန့်သက်ထားတဲ့ယုံကြည်ချက်တွေ limiting belief တွေကတင်ယူမှုလမ်းကြောင်းကိုပိတ်ဆို့တတ်ပါတယ်။အခုပြောမယ့်အချက်တွေကတော့တင်ယူတက်မြောက်ခြင်းဆိုင်ရာ တွေ့များတဲ့ limiting belief စေချက်ဖြစ်ပါတယ်။နံပါတ်1ချက်ကတော့ကျမတို့ကတည်ယူဖို့အတွက်အသက်ကြီးလွန်းနေပြီ I'm too old to learn အသက်အရွယ်ကိုအကြောင်းပြပြီးတည်ယူမှုကိုရှောင်ရှားခြင်းကအခွင့်အလမ်းတွေကိုပိတ်ဆို့စေပါတယ်။တည်ယူခြင်းဆိုတာအသက်အရွယ်နဲ့မဆိုင်ဘဲတသက်တာလုံးလှုပ်ဆောင်နိုင်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။နံပါတ်2ကကျမတို့က ညံမကောင်းဘူးလို့ပြောတတ်တာပေါ့ I'm not smart enough ပုဂ္ဂိုလ်ကိုညံရင်မမီဘူးလို့ထင်မြင်ခြင်းကပြင်ယူမှုပေါ်စိတ်ဝင်စားမှုကိုညှို့ကြစေပါတယ်လူတိုင်းမှာမတူညီတဲ့ဉာဏ်ရည်စွမ်းရည်တွေရှိကြပြီးတော့လေ့ကျင့်ရင်တုတ်တက်လာနိုင်ပါတယ်။နောက်နံပါတ်3ချက်ကတော့အမားလုံးမိမာကိုတောက်တာဖြစ်ပါတယ်။ I'm afraid of making mistake အမားလုံးမိမာကိုကြောက်ရွံ့ခြင်းကတင်ယူမှုကိုဟန်တားစေပါတယ်။အမားတွေကတင်ယူမှုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတော့အမားတွေကနေပဲကောင်းဆုံးသင်ကန်းစာတွေရနိုင်ပါတယ်။နောက်နံပါတ်၄ချက်ကကျမတို့ကတင်ယူဖို့ရန်အချိန်မရှိဘူးလို့ပြောတတ်ကြတယ်။ I don't have time to learn အချိန်မရှိဘူးလို့ခံစားရခြင်းကအချိန်ကိုထိရောက်စွာသုံးမချနိုင်တာကြောင့်ဖြစ်ပါတယ်။ကြေရန်ကြတော့နည်းနည်းစီဖြစ်ဖြစ်အချိန်ပေးပြီးတော့မှ သင်ယူလေ့လာနိုင်ပါတယ်။နံပါတ်5ချက်ကတော့ကျမတို့ကသင်ချာသိပ္ပံဘာသာစကားစတဲ့ဘာသာရပ်တွေမှာညံ့နေတို့ကိုကိုကိုယူဆထားတယ်။ and pets at max science language etc. ကိုကဘာသာရပ်တစ်ခုခုမှာညံ့နေလို့ကြိုတင်ဆုံးဖြတ်ထားခြင်းကတို့တက်ဖို့အတွက်ဟန်တာဖြစ်စေပါတယ်။စိတ်ဝင်စားမှုနဲ့စူးစမ်းအထောက်အမှုကဘယ်ရာကိုမဆိုကျွမ်းကျင်စေနိုင်ပါတယ်။နံပါတ်6ချက်က ဒီຢာကကျွန်တော်တို့အတွက်အလွန်ခက်ခဲတယ် This is too difficult for me ခက်ခဲတယ်လို့ယူဆလိုက်ခြင်းကစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့တွန့်ဆုတ်စီပါတယ်တကယ်တမ်းစူးစမ်းကြည့်ရင်မခက်ခဲတဲ့အရာတွေအများကြီးရှိပါတယ်နံနံပါတ်9ချက်ကတင်ယူခြင်းကပြင်းစရာကောင်းတယ် Nanny is boring တင်ယူခြင်းကိုပြင်းစရာကောင်းတယ်လို့သတ်မှတ်ခြင်းကစိတ်ဝင်စားမှုကိုပြောကြစီပါတယ်တင်ယူမှုကိုပျော်စရာကောင်းအောင်ပြောင်းလဲလို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ် ။နံပါတ်၈ချက်ကတော့ကျမတို့ကအမှတ်ဉာဏ်မကောင်းဘူး။အမှတ်ရရန်တတိယရန်မကောင်းဘူးပေါ့နော်။ I have a bad memory ။အမှတ်ဉာဏ်မကောင်းဘူးလို့ယုံကြည်ခြင်းကတင်မှုကိုခက်ခဲစေပါတယ်။အမှတ်ဉာဏ်ကိုလေ့ကျင့်ပေးနိုင်တဲ့နည်းလမ်းတွေဒီစနစ်တွေအများကြီးရှိပါတယ်။နောက်နံပါတ်၉ချက်ကကျမတို့ကဆရာမပါဘဲတင်ယူလို့မရနိုင်ဘူးလို့တွေးထားတယ်။ I cannot learn without a teacher ။ဆရာမပါဘဲတင်ယူလို့မရနိုင်ဘူးလို့ထင်ခြင်းက ကိုပိုင်သင်ယူနိုင်စွမ်းတွေကိုရှော့တွေ့ရရောက်ပါတယ်။ကိုတိုင်းရှာဖွေလေ့လာနိုင်တဲ့အရင်းမြစ်တွေအများကြီးရှိပါတယ်။နောက်နံပါတ်10ချက်ကတော့ဒီယာတွေကငါတွေအသုံးမဝင်ပါဘူးလို့တွေးတဲ့အတွေ့ဖြစ်ပါတယ်။ This is unless for me တင်ယူမဲ့အရာတစ်ခုရဲ့အသုံးဝင်ပုံကိုမမြင်ခြင်းကတင်ယူလူစိတ်ကိုညှော့ချစေပါတယ်။နာဂတ်တွေဘယ်လိုအသုံးဝင်နိုင်မလဲဆိုတာကိုကြိုတင် တွေးတောကြည့်ဖို့လိုအပ်ပါတယ်။ အခုကျွန်မပြောပြခဲ့တဲ့ limiting belief တွေကိုကျော်လွှားနိုင်မှုအတွက်သင်ယူခြင်းအပေါ်သူ့ရဲ့ရှုမြင်ပုံကိုပြောင်းလဲဖို့နဲ့စိတ်ပိုင်းဆိုင်ရာပိတ်ဆို့မှုတွေကိုဖယ်ရှားပြဖို့လိုအပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်